မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ April 23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်း၁၄မြို့နယ်အတွင်းအင်အားတရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာ တော်လိုင်းတပ်များရဲ့တိုက်ခိုက်မှုကြောင့်အထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်စစ်ကြောင်းဟာအေဘီလ10ရက်နေ့မနက်မှာ14မြို့မှာရဲစခန်းကအင်အားတရာကျော်နဲ့စုဖွဲ့မှုပြုလုပ်ပြီးတော့14မြို့အနီးမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထုံးဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနေ့မှာပဲစစ်ကောင်စီတပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမုံလွဲပိုင်းမှာစလင်းစင်ဖြူကျွန်းလမ်းပိုင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့စလင်းပကဖကအသိပေးထားပါဗျ။ အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိတယ်လို့သိရတော့လဲအတိအကျကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့ဖော်ပြထားပါဗျ။စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလိုက်သူတို့ရဲ့အထိုင်စခန်းကိုပြန်ဆုတ်လိုက်လုပ်နေတာပြီးခဲ့တဲ့လကလေးကနေပြီးတော့အခု၁၀ရက်နေ့ကပြန်လည်ဆုတ်ခွာပြီးတဲ့နောက်၁၇ရက်နေ့မှာလင်းစင်စခန်းကိုပြန်စုပြီးလင်းစင်အနီးတစ်ဝိုက်ကိုစစ်ကြောင်းထတ်ထိုးလို့ထပ်ပြီးတော့တိုက်နေရတာလို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တအူးကစစ်ကြောင်းထုံးမှုအခြေအနေနဲ့ပတ်သက်ပြီးတော့ရှင်းပြထားပါဗျ။ စစ်ကောင်စီတပ်စစ်ကြောင်းဟာဇလင်းမြို့နယ်မှာရှိတဲ့ဇလင်းစင်ဖြူကျောင်းနဲ့တန်ကြောင်လမ်းပိုင်းကိုထိန်းချုပ်ရန်ကြိုးပမ်းနေခြင်းဖြစ်တယ်လို့မကွေးတိုင်းပြည်သူ့ကွယ်အဖွဲ့ကအသိပေးပြောကြားထားပါတယ်။အဲ့ဒီလမ်းပိုင်းကိုထိုးစစ်ဆင်ရမှာစစ်ကောင်စီတပ်ကပြည်သူတွေရဲ့ကြေးရွာတွေကိုမီးရှို့ခဲ့ပြီးတော့ဖမ်းမိထားတဲ့အရက်သားတွေကိုလည်းတပ်ဖြတ်ပစ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အေပီလ20ရက်နေ့နောက်ပိုင်းမှာမကွေးတိုင်းမှာရှိတဲ့ဇလင်းပွင့်ဖြူနယ်စေတုပ္ပရာမြို့နယ်တို့ကိုလေကြောင်း drone လက်နက်ကြီးစစ်ဆင်ရေးတွေကိုပြုလုပ်မယ်လို့စစ်ကောင်စီရဲ့လော်ဘီများကဝါဒဖြန့်နေကြကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်စိုးတွင်ကျွော်ကိုဝိုင်ပါပိတ်ဆို့ကစစ်မှုထမ်းနိုင်မှုအတွက်လူငယ်အယောက်30ခန်းကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ17ရက်နေ့ညနေ3နာရီခန့်အချိန်မှာပခုတ်ကူမြို့နယ်ပခုတ်ကူမြို့အနီးမှာရှိတဲ့စိုးတွင်ကျွော်ကိုအချက်ပတ်စစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ပိတ်ဆို့ဝင်ရောက်ကကျွော်ထဲမှာရှိတဲ့အသက်18နှစ်ပြည့်ပြီးတဲ့လူငယ်အယောက်30ခန်းကိုတိုင်တဲ့တိုင်ဆင်းလိုက်လံရှာဖွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။တချို့လူငယ်တွေဟာကြေးရွာတွေကိုပြောင်းဝင်ရဲချင်းမရှိသေးပဲနဲ့တိတ်ဆောင်နေရဆဲဖြစ်တယ်လို့သိရပါဗျ။စိုးတွင်းရွာကမနေ့ကဝင်းမွေသွားတာသူတို့ကရွာကိုပတ်ပလဲဝိုင်းထားပြီးတော့ရှာတာအပြဝတ်တွေနဲ့အသက်ဆက်ရှင်နဲ့ပြေးပြီးတဲ့လူငယ်တွေကိုတိမ်တက်တိမ်ဆင်းလိုက်ပြီးတော့ဆွဲခေါ်သွားတာအိမ်ထဲအထိကိုဝင်းရှာတာတချို့ထွက်ပြေးနိုင်တဲ့သူတွေပဲလွတ်တာအိမ်ထဲမှာတွေ့တဲ့လူငယ်တွေကိုသစ်ပင်တစ်ပင်အောက်မှာဆုတ်ထားပြီးတော့ခေါ်သွားတာ စစ်ဘုတ်ထမ်းဖို့လူလိုလိုလို့ပြောတယ်လို့ဒေတာကံပြည်သူတို့ကပြောပြထားပါဗျ။အချမ်းဘတ်စစ်တပ်ကဝိုင်းဘတ်ပိတ်ဆို့ကလူငယ်များကိုဖမ်းဆီးသွားတဲ့စိုးတွင်းကြီးရွာဟာပခုတ်ကူမြို့အနီးမှာတည်ရှိပြီးတော့ထွက်ပြေးနေကြရတဲ့ပြည်သူများဟာယနေ့အထိပြန်လည်ပြီးတော့ရွာထဲကိုမဝင်ရဲသေးဘူးလို့ပြောပြထားပါဗျ။အချမ်းဘတ်စစ်တပ်ကအခုကြကြံကာလအပြီးမှာဖွင့်လှစ်မယ်။စစ်ဘုတ်ထမ်းအပတ်စဉ်စက်နှစ်အတွက်လူငယ်များကိုစင့်ခေါ်ခြင်းဖမ်းဆီးခြင်းများကိုလှုပ်ဆောင်နေတယ်လို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်ညောင်ကုန်းကြီးပါကိုဒီကနေ့ကြံအချိုနေ့မှာအချက်မဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့ရာပြည်သူများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ကြံအချိုနေ့အေပီလ23ရက်နေ့နေ့လယ်7:00နာရီကျော်လောက်မှာကောလင်းမြို့နယ်ညောင်ကုန်းကြီးပါကိုမိတ္တီလာ၄တက်ကနေတက်လာတဲ့အချက်မဆက်တက်ရဲ့ Jet Fighter တစ်စီးကလေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အချက်မဆက်တက်ရဲ့လေကြောင်းတက်ခတ်မှုအတွင်းမှာ73စီရောက်ဝယ်ရေးလုတ်ကင်နေတဲ့နေရာကိုထိမှန်က ပြည်သူများတိတ်ဆုံးမှုမရှိတော့လဲထိခိုက်ဒဏ်ရာရရှိတဲ့သူတွေရှိခဲ့တယ်လို့သိရပါဗျ။တိတ်ဆုံးသူတော့မရှိပါဘူး။ဒဏ်ရာရတာကအမျိုးသားတုံးနဲ့အမျိုးသမီးတူစီရောင်းဝယ်ရေးလုပ်နေတဲ့ပြည်သူတွေကိုလေရင်နဲ့ပြစ်သွားတာလို့ calling info ကတာဝန်ရှိသူတို့ကပြန်လည်ပြောပြထားပါဗျ။အချမ်းဘတ်စစ်ကောင်စီကအခုတကြံကာလအတွင်းမှာပြည်သူများကိုလေချောင်းတက်ခတ်မဲ့စစ်စင်ရေးတွေလှုပ်ဆောင်နေပြီးတော့လေတက်ကအရာရှိနဲ့တပ်သားများကိုလည်းနားရမပေးထားဘူးလို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်တော်မျိုးပေါ်ကရက်ကွက်များကိုအကြမ်းဖက်စစ်တပ်ကဒကြံအချုံနေအေပီလာ73ရက်နေ့မနက်9နာရီခွဲအချိန်မှာဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်က Jet Fighter တိုက်လေယာဉ်ဒဇီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကလင်းငယ်တဦးအပါအဝင်အရက်သား2ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကလူနေအိမ်များလည်းပျက်စီးသွားတယ်လို့ဒေသခံများကပြောပါတယ်။ ဒေသခံတအုပ်ကအကြမ်းဖက်ဆက်တက်ကပေါင်900ဘုံနှလုံးနဲ့လာကျဲသွားတာပါလမ်းတင့်နဲ့ရွာမဘတ်တွေမှာရွှေချောင်းအနီးမှာပေါ့ကြောက်ရောက်ပောက်ခွဲခဲ့ပါတယ်ကလေးငယ်တအုပ်နဲ့နောက်တအုပ်ဒဏ်ရာရတယ်လို့တော့သိထားတယ်သေးဆုံးတဲ့သူတွေမရှိဘူးလို့တော့ပြောပါတယ်လူနေအိမ်တော်တော်များများပြတ်စည်းသွားတယ်လို့ပြောတယ်အသေးစိတ်တော့ကျွန်တော်တို့တွေစုံစမ်းနေပါတယ်ကျွန်တော်တို့ဘက်မှာကအင်တာနက်လိုင်းလည်းမရဖုန်းလိုင်းလည်းမရတော့သတင်းအချက်အလက်ရဖို့အရန်ကိုခက်ခဲပါတယ်လို့ပြောပြထားပါတယ် AP လ7ရက်နေ့မနက်ပိုင်းကလည်းပေါတော်မြို့နယ်ကမော်စလင်များနေထိုင်တဲ့အနောက်ရဲကြီးရွာကိုအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက Jet Fighter တစ်စီးနဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လေရင်ကကျဲချခဲ့တဲ့ပေါင်900ဘုံနှလုံးဟာအနောက်ရဲကြီးရွာအပြင်ဘက်မှာကြောက်ရောက်ပောက်ကွဲခဲ့ခြင်းကြောင့်ဒေသခံမွတ်စလင်များသေဆုံးထိခိုက်မှုတော့မရှိဘူးလို့ပြောပါရယ်အာနာသိန်းအချက်ဖတ်စစ်တပ်ကအပြစ်ခတ်ရဲစဲကြောင်ပြောထားတော်လဲရခိုင်အပါဝင်မြန်မာနိုင်ငံနေရာအနှံ့အပြားကိုလေကြောင်တိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါရယ်စစ်ကောင်စီရဲ့လေကြောင်ကနေဘုံကျဲတိုက်ခိုက်မှုများဟာစီရေးပြတ်မှတ်မဟုတ်တဲ့အရသာပြည်သူတွေနေထိုင်ရာမြို့နယ်ကြီးရွာများ အဆောက်အဦများကိုအကြပ်ဖတ်တက်ခိုက်နေတယ်လို့တော်လိုင်းရေးအင်အားစုများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်အကြပ်ဖတ်စစ်တပ်ကလေကြောင်းတက်ခိုက်မှုပေါင်း82ကြိမ်လှုပ်ဆောင်ခဲ့ပြီးတော့ပြည်သူစုစုပေါင်း105ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်နေ့ကအင်အားပြင်းနဲ့သခိုင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့အချိန်ကစတင်ပြီးတော့အေပီလ17ရက်နေ့အတွင်းမှာအချက်မဲ့စစ်တပ်ကသခိုင်းမကွေးဘကိုးမန္တလေးကယင်ပြည်ရှမ်းချင်း ဧရာဝတီကချင်ကရင်မွန်နဲ့ရခိုင်တို့မှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုများဆက်လက်ပြီးတော့ကျူးလွန်ခဲ့တယ်လို့သိရပါဗါတယ်အချက်မဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု82ကြိမ်အတွင်းမှာပြည်သူစုစုပေါင်း105ဦးသေဆုံးခဲ့ရတာတရနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်အချက်မဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေရဲ့နေအိမ်84လုံးပျက်စီးခဲ့ပြီးတော့စာတင်ကျောင်း3ကျောင်းလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗါဒါအပြင်လက်နက်ကြီးနဲ့ပစ်ခတ်မှုအကြိမ်အထိအတွက်ပေါင်း30ကြိမ်လုဆောင်ခဲ့ပြီးတော့လက်နက်ကြီးကြောင့်ပြည်သူ6ဦးသေဆုံးတာ အယောက်30ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးရဲ့ဒဏ်ကြောင်နေအိမ်စုစုပေါင်း23လုံးပြက်စီးပြီးဘာသာရေးအဆောက်အအုံနှလုံးပြက်စီးခဲ့ရတယ်လို့သိရပါဗျ။ NUG အစိုးရအနေနဲ့လူသားချင်းစာနာထောက်ထားမှုအခွင့်အရေးတွေကိုဖိတိရောက်ရောက်ပေးနိုင်မှုခုခံကာကွယ်စစ်ကလွယ်ပြီးထိုးစစ်တွေအလုံးခိတရက်တမှုကိုမတ်လ30ရက်နေ့မှာစတင်ခဲ့တယ်ဆိုတာဟာမတ်လ26ရက်နေ့ကတည်းကထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ကအပြစ်ခတ်ရဲစဲရေးကိုအေပီလ2ရက်နေ့မှာကြေညာခဲ့ပေမဲ့ တကယ်လက်တွေ့မြေပြင်မှာတော့ပြည်သူတွေကိုဥတီပြီးတော့လေချောင်းကနေတိုက်ခိုက်မှုတွေလက်နက်ကြီးတိုက်ခိုက်မှုတွေစစ်ကြောင်းထုံးဝင်ရောက်ပြီးတော့ပြည်သူပိုင်းပစ္စည်းဥစ္စာများကိုမိရှုပ်ဖျက်ဆီးပြီးတော့ယူဆောင်သွားတာတွေကိုငလျင်ဘေးတင်တဲ့ဒေသကပြည်သူတွေအပါအဝင်နိုင်ငံအနှံ့တော်တော်များများမှာဆက်လက်ပြီးတော့ ကျူးလွန်နေတာကိုတွေ့ရပါတယ်လို့ NUG ဝင်ကြီးဒေါက်တာဝင်းမြတ်အေးကသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားပါတယ်။ဒါ့အပြင်ငလျင်ဘေးအတွက်နိုင်ငံတကာကထောက်ပံ့ထားတဲ့အကူအညီများဟာတကယ့်လက်တွေ့မြေပြင်မှာအလို့အဆုံပြည်သူများထံကိုထိရောက်တဲ့ပံ့ပိုးမှုများရောက်ရှိရန်ဟန်တာကန့်တတ်မှုများရှိနေပြီးတော့နိုင်ငံတကာကအကူအညီများဟာပြည်သူများကိုအကူအညီဖြစ်မဲ့အစားလေကြောင်းတိုက်ခိုက်မှုအပါအဝင်ပြည်သူများကိုအကြမ်းဖက်ပြန်လည်တိုက်ခိုက်မှုများအတွက်အထောက်ပံ့ဖြစ်သွားမှာကိုအလေးနက်သတိထားပြီးတော့တားဆီးရန်လိုအပ်တယ်လို့၎င်းကဆက်လက်ပြောပြထားပါတယ်။ငလျင်ဘေး းနဲ့ပတ်သက်ပြီးတော့လေ NLD အစိုးရလက်ထက်မှာတော့တဘာဝဘေးနဲ့ပတ်သက်ပြီးတော့ကြိုတင်စီစဉ်မှုများကိုဆောင်ရွက်ခဲ့ပြီးအမျိုးသားအဆင့်မလျင်ဘေးအနေနဲ့ကြိုတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်ရေးစီမံချက်များမြန်မာနိုင်ငံဘေးအနေအထားထိခိုက်ဆုံးရှုံးနိုင်တဲ့ချော့ချရေးစီမံချက်များကို2019ခုနှစ်နဲ့2018ခုနှစ်ကတည်းကရေးဆွဲအကောင့်ထဲပို့ခဲ့တယ်လို့သိရပါတယ်။တဘာဝဘေးအနေအထားကြီးကျုံလာခဲ့တဲ့အချိန်မှလည်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်မုံငွေတွေကိုလည်းသီးသန့်ထားရှိဆောင်ရွက်ခဲ့တော်လဲအဲ့ဒီရန်မုံငွေများကိုအကြမ်းဖက်ဆက်တက်က2022ခုနှစ်အတွင်းမှာအသုံးပြုခဲ့တဲ့အတော့အခုလက်တွေ့ငလျင်ဘေးဖြစ်လာတဲ့အချိန်မှာလူအတပောင်းများစွာကိုကယ်တင်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုများပျောက်ွယ်ခဲ့ရခြင်းဖြစ်တယ်လို့သခိုင်းငန်လျင်ကြီးတုံ့ပြန်ရေးလုပ်ငန်းစဉ်ဆိုင်ရာမနေ့ကသတင်းစာရှင်းလင်းပွဲမှာဒေါက်တာဝင်းမြတ်အေးကပြောဆိုထားပါတယ်လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလျင်ဘေးအတွက်အမေရိကန်ဒေါ်လာ1မီလီယံနဲ့ညီမျှတဲ့ ်ရန်ပုံငွေများကိုမတည်ပြီးတော့စတင်ထောက်ပံ့ခဲ့တယ်လို့သိရပါဗျ။ငလျင်နဲ့နောက်ဆက်တွဲငလျင်တွေကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုမျက်ခြေမပြတ်စောင့်ကြည့်မှတ်တမ်းတင်ပြီးတော့အချိန်နဲ့တပြင်းကြီးထုတ်ပြန်ချက်များကိုစောင့်ရွက်ခဲ့တယ်လို့သိရပါဗျ။အရေးပေါ်အကူအညီများကိုလည်း NUG ရဲ့စိုးမိုးနေမြေစစ်ကောင်စီရဲ့စိုးမိုးနေမြေဆိုပြီးမခွဲခြားတော့ပဲ။အများဆုံးရောက်ရှိရေးအတွက်ချိတ်ဆက်စောင့်ရွက်ခဲ့ပြီးတော့ဆက်လက်ပြီးတော့စောင့်ရွက်နေဆဲဖြစ်တယ်လို့ NUG ကထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ